ိမ်မပြန်ဖြစ်တာလေတော်တော်လေးကြာနေပြီမို့ဒီနေ့တရင်ကျွတ်တော့ခွင့်ယူပြီးတော့အိမ်ခဏပြန်လဲလိုက်တယ်အမအိမ်ကိုတော့ကြာလာမယ်လို့မပြောဘောဆာပရိုက်လေးဖြစ်စီခြင်းလို့ဆိုပြီးတော့ကျွန်တော်ရဲ့ညီလေးကိုတော့နောက်ချိုမလာကြိုပေးဖို့သူ့မှာလိုက်တယ်အမသွားလာကြိုပေးပါရဲ့ဒါနဲ့စင်ကေကျွန်တော်ကိုရင်မွန်ချင်တယ်လို့သူစီကခွင့်တောင်းပြီးတော့ကျွန်တော်ကိုရင်စင်ကေမွန်လိုက်တယ်ဒီအရင်းကတော့ကျွန်တော်တို့ရွာအဝင်လမ်းလေးအိုးစီမှာစိတ်မုတ်လေးတော့တွေ့နေရပြီဗျာ စိတ်ပေါ်လေးတွေ့နေရပြီဆိုတော့အာရင်ခုန်တာပေါ့ဒီလာပြန်ပြီးတော့တည်းနှစ်ခွဲလောက်စီးပြီဆိုတော့အမကျွန်တော်တို့အိမ်နော်ဖယ်လမ်းကြီးကိုရောက်ပါပြီအမကျွန်တော်တို့အိမ်နော်ဖယ်လမ်းကြီးတဲကနေပြီးတော့ ိုင်နာရောက်ခါနေတော့စင်ကေဟုံးနေအတက်ကုန်တီးပြီးတော့အိုင်တဲကအမေနဲ့ပြင်းနဲ့ထွက်ချလာအောင်လို့ပေါ့တက်ကုန်တီးပြီးတော့ဝင်သွားရောက်မလဲအမေကအမအပြင်သွားတယ်တဲ့အဲ့ဒါပဲအဖေနဲ့ပဲတွေ့ရင်အမအဖေကတကားပေါ်နားမှာစီးပြီးကြိုပြီးတော့အောင်းအော်ပြီးတော့ကြည့်နေအပြုံချိုချိုလေးနဲ့ကြည့်နေကျွန်တော်လည်းနဲ့ကျွန်တော်လည်းမကြည့်နိုင်သေးဘူးဆိုပြီးတော့အပြင်သွားတဲ့အမေတော့ပါလိုက်မယ်ဟေးဆိုပြီးတော့ ်ပြန်သွားတဲ့အမေတော်မိလာခဲ့တယ်။အမလာပါပြီ။စီဆုံဆုံမှာဟာကျွန်တော်ညီငယ်ဆုံးလေး။နောက်မှာတော့ကျွန်တော်ရဲ့အမေပါ။သူလည်းမကြောက်စားပါဘူး။သွားရပြီလို့။အမမိသားစုလက်ဆောင်တမင်းနေစားခဲ့ပေါ့။အမေစားလို့တပ်ပေါင်းရင်ကြီးတော့အမေကအမဒီအိုးကြီးနဲ့ချလာလို့အဖေကတပ်ပေါင်းရိတ်နေတယ်မမြင်ဘူးလားလို့ပြောတယ်။ မိကလည်းမှအဲဟုတ်လားဗာညာပေါ့ဗျာကျွန်ပြောရင်သူငယ်ချင်းတွေနဲ့တပ်ပုံရိတ်တယ်ဗာညာပေါ့ဗျာအမသူငယ်ချင်းတွေထဲမှာကျွန်တော်ကအဖြူဆုံးနဲ့အချောဆုံးဖြစ်နေတာပေါ့အဲ့လေဒီဟာလေးကတော့ကျွန်တော်ပြန်မဲ့ဟာကိုအမေတို့ကိုလည်းမပြောဘဲနဲ့လှူလျောဝဲဝဲလေးတင်ထားပေးတယ်ကျွန်တော်ရဲ့ညီတော်မောင်ပေါ့ဗျာ